ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တမိုင်းဖြစ်ရမှန်တစ်ခုဖြစ်တဲ့နမ်မတော်မေနူးရဲ့ရက်ဆက်မှုနဲ့40ကျော်သောဝိညာဉ်တို့၏အုတ်တိုက်မှတ်တမ်းကိုနန်းတွင်ဆက်ရည်တော်တို့မှတ်တမ်းနေခဲ့တဲ့ကိုရိုင်းဖွင့်ဟဝင်ခန့်ချက်တစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထုံးစံတိုင်းအစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ကျုပ်ရဲ့နာမည်ဦးမြတ်ထူးကျုပ်ကဘာကြီးတော်မင်းတရားလက်ထက်မှာနန်းတွင်ဆက်ရည်တော်ဖြစ်မှုထမ်းခဲ့ရသူပါဒါပေမဲ့ ကျုပ်တကယ်နဲ့လောက်ခဲ့ရတာကတော့တမားရဲ့အမှောင်ဆုံးစာမျက်နှာတွေကိုတွေးနေမျက်ရည်တွေချားတဲ့ကနေပတ်တန်းတင်ခဲ့ရတာပါပဲကျုပ်တို့နန်းတော်ရဲ့ကောင်းခင်ရံကိုလွှမ်းခြုံတာကဘရင်ရဲ့အာဏာသက်မဟုတ်ပါဘူးနမ်မတော်မဲနုရဲ့အိဆက်ပြီးပြတ်သားတဲ့ဩဇာအာဏာပါမဲနုကသူမရဲ့ဩဇာအာဏာကို အပီးတိုင်းခိုင်မာစေဖို့အတွက်နန်းတော်ရဲ့မင်းဆွေမင်းမျိုးမင်းညီမင်းသား40ကျော်ကိုအမြင့်ပါမကျန်တုတ်တင်ဖယ်ရှားဖို့ဆုံးဖြတ်ခဲ့ပါတယ်ကျုပ်က တနေ့မှာနမ်မတော်မဲနူရဲ့အတွုံးဝင်တဦးစီကနေလေဝါကွက်မြတ်မိတ်စရင်တခုကိုလက်ခံရရှိခဲ့ပါတယ်။စရင်ကဘရင်ကပုံကံရဲ့ကြံစည်မှုအရေးခင်မှာပါဝင်တယ်လို့ဆိုဆွက်ခံထားရတဲ့မင်းကြီးမင်းသားကြီးများရဲ့အမိတွေကကျုပ်လက်ထဲကိုရောက်ရှိလာခဲ့တယ်။လေဝါကွက်မြတ်အမိတ်စရင်ကရွှေရောင်စာရွက်ပေါ်မှာရေးသားထားပေမဲ့ကျုပ်ရဲ့မျက်လုံးထဲမှာတော့တွေးနေရေးထားတဲ့တေစရင်လိုပဲမြင်နေခဲ့တယ်။သခိုင်းမင်းသားပင်တလဲမင်းသားမိတ်ထီတာမင်းသားများ၏သားများမင်းဆွေမင်းမျိုးနွယ် မင်းကြီးမင်းသား40ကျော်ပါဝင်နေခဲ့တာပါအဲ့ဒီဖြစ်ရဆိုကြီးကကျွန်တော်ကိုအိမ်မပြောသေးခဲ့ပါဘူးသခိုင်းမင်းသားပင်တလဲမင်းသားစတဲ့အသက်အကြီးဆုံးဥယီတော်များကစလို့ဝေကင်းသားကလေးငယ်များအထိပါဝင်နေခဲ့တာပါဒီလိုအဆုလိုက်ပြုံလိုက်ဖယ်ရှားမှုကမြမသမိုင်းမှာ မကြုံမှုသေးတဲ့အမဲဆက်ကြီးဖြစ်တဲ့အမောင်မိုင်ဆုံးနေရကြီးတစ်ခုပါပဲဗျာည7နာရီကျော်တဲ့အခါမှာအလွန်တိတ်ဆိတ်တဲ့နန်းရွှေလှုပ်ရှားမှုတွေစတင်လာခဲ့ ျုပ်ကနန်းတော်ရဲ့တကားပေါင်ငင်သားမှာပုံနေရင်အမောင်ရဲ့ကြားကတန်ချက်ကဝတ်ဆောင်နေတဲ့အဆောင်တက်ဖွဲ့တွေကမင်းကြီးမင်းသားတွေရဲ့နန်းဆောင်ငယ်လေးစီကိုလေးဝတ်စွာချီတက်သွားကြတာကိုမြင်တွေ့လိုက်ရတယ်။ဖန်စီမှုတွေကညနေပိုင်းတွေမှာရဲစရပါများစွာဇက်တိုက်ဖြစ်ခဲ့တယ်။ကျုပ်ကဒီတေချင်းရဲ့ပြဿက်ကိုနောက်ွယ်ကနေမျက်မြင်သက်သေအဖြစ်မြင်တွေ့ခဲ့ရသူပေါ့ဗျာ။ကျုပ်တို့က ပင်တလေမင်းသားလိုဩဇာအာဏာအကြီးဆုံးမင်းသားရဲ့အဆောင်ကိုသွားခဲ့ကြတယ်။အမိန့်ကတိတ်ဆိတ်ပြီးတင်းမာနေခဲ့တယ်။မင်းသားကိုအချမ်းမဖက်စေပဲဖမ်းဆီးဖို့နမ်မတော်ကအမိန့်ပေးခဲ့တာပါ။အဆောင်တွေကမင်းသားကိုလေးစားသလိုလိုနဲ့တန်ချေခြင်းတွေခတ်ပြီးတော့အင်အားသုံးပြီးဖမ်းဆီးခဲ့တယ်။မင်းသားရဲ့မျက်လုံးတွေထဲမှာနာကျင်မှုတွေထက်နမ်မတော်မေနုပေါ်ထားတဲ့အတော်မတတ်နိုင်တဲ့မုန်းတီးမှုတွေကိုပဲကြုတ်တုံမြင်ခဲ့ရတယ်ဗျာ။ မင်းသားငယ်တွေကိုတော့ရှောင်းတခင်ဝင်းရောက်ဖမ်းသိခဲ့တယ်။ညတကောင်မှာတကားတွေကိုကြိုးကြည့်သွားတဲ့အထိရိုက်ခွဲပြီးအဆောင်တွေကဝင်းရောက်ခဲ့တယ်။အဲ့နေတဲ့မင်းသားငယ်တွေကကြောက်လန့်ကြအော်ခဲ့ကြပေမဲ့ဗဇက်တွေကိုပိတ်ပြီးခန္ဓာကိုယ်ကိုကြိုးတွေနဲ့ခြိခဲ့ရင်သူတို့ရဲ့ကြောက်ရွံ့မှုတွေကကျွန်တော်ရဲ့နားအဆုံကိုလာပြီးရိုက်ခတ်နေခဲ့တယ်။နန်းတွင်မိသားစုဝင်တွေကိုတော့လူမဆန်စွာဖမ်းတော့တာပေါ့ဗျာ။အဆိုးဆုံးမြင်ကွင်းကတော့မိခွေတွေစီကနေ ကလေးငယ်တွေကိုဆွဲခေါ်သွားတဲ့မြင်ကွင်းပါပဲ။ကျုပ်ရဲ့မျက်စိရှိမှလည်းပဲအမျိုးသမီးငယ်တွေရဲ့ကျဲလောင်စွာငိုယိုတဲ့တွေဟာနန်းတော်ရဲ့အမောင်တူတွေကိုလုံးဝပျောက်ကွယ်သွားခဲ့ရတယ်။သူတို့အားလုံးဟာနန်းမတော်မယ်နုရဲ့အုတ်တိုက်စီကိုလက်ငယ်လေးတွေနဲ့အတင်းအဓမ္မတည်ဆောင်ခံခဲ့ရပါတယ်။မယ်နုရဲ့အုတ်တိုက်ကို ကျွန်တော်တို့နနက်အစောပိုင်းမှာရောက်ရှိခဲ့ကြတယ်။ကျုပ်တို့ရဲ့နောက်ဆုံးခီးကတော့နန်းမတော်မယ်နုရဲ့မဟာအောင်မြေပုံသံအုတ်ချောင်းတော်ပါပဲ။ အပြင်ပန်းကဖြူစင်လှပနေပေမဲ့အတွင်းထဲမှာတော့အသက်ပေါင်း40ကျော်ကိုအဆုံးသတ်မဲ့ဒိမင်းရဲ့အခန်းကြီးဖြစ်နေခဲ့ပါတယ်။ကျုပ်တို့မြေအောင်ခန်းကိုဆင်းခဲ့ရတယ်။လေလူကဆိုးဆွတ်ပြီးထုံနဲ့မြေကြီးနဲ့နဲ့လူသားတွေရဲ့အကြောက်တရားတွေရောထွေးနေခဲ့တယ်။ကျုပ်တို့ဟာခုနှစ်ရက်တာအတွင်းမှာပဲဒီနေရာမှာအဆက်မပြတ်ကွက်မြတ်မှုတွေပြုလုပ်ခဲ့ရတာပါ။ကျုပ်လုပ်ခဲ့ရတာတွေကတော့မင်းကြီးမင်းသားတွေကိုတသားတိုင်းတွေမှာချီနှောင်ထားတာကိုမှတ်တမ်းတင်ခြင်း ကွက်မြက်ခံရမဲ့စည်းရင်းကိုတယောက်ချင်းစီလိုက်အဖြစ်ရှိကြောင်းစာချုပ်လွှာတွေကိုဖတ်ပြခြင်းကွက်မြက်ရမှာအသုံးပြုမဲ့ဂရေပါအိတ်ထူကြီးများနဲ့တက်သားတုံးကြီးများကိုစီစဉ်ခြင်းဒါတွေကျုပ်လုပ်ခဲ့ရတယ်ဗျာကျုပ်ရဲ့စိတ်ကနေ့စဉ်နဲ့အမျှတိတ်ဆုံးနေခဲ့ရပါတယ်ကျုပ်တို့ဟာတော်ဝင်သွေးတွေကိုမြေပေါ်မကျအောင်တော်ဝင်ဓလေ့အရာကွက်မြက်ခဲ့ရတာပါဒါပေမဲ့ဓလေ့ဟာရက်ဆက်မှုကိုလုံးဝမဖုံးကွယ်နိုင်ခဲ့ပါဘူးဩဇာအကြီးဆုံးမင်းကြီးမင်းသားတွေဖြစ်တဲ့ စကိုင်းမင်းသားမင်းကုံပင်တလဲမင်းသားတို့လိုမင်းသားတွေကိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကိုအနီအောင်ဂရီပါအိတ်ထူကြီးတဲ့ကိုထက်ခြေသုံးကောင်းဆုံးလွှတ်ချလိုက်တယ်အဲ့ဒီနောက်တန်ရိုက်ထားတဲ့ထူထဲတဲ့ကျုံလုံးကြီးတွေကိုသူတို့ရဲ့ရင်ပတ်နဲ့ခေါင်းတွေပေါ်ကိုတုံးပြီးတုံးတင်ခဲ့ရတယ်တန်ရိုက်ထားတဲ့တစ်သားတုံးကြီးတွေကဂရီပါအိတ်ကိုဖောက်ပြီးဝင်သွားတယ်ပထမဆုံးတစ်သားတုံးကြီးတင်လိုက်တဲ့အခါမှာဂရီပါအိတ်ထဲကနေအလွန်တိုးတက်ပြီးရုန်းကန်နေတဲ့ရှိုက်တန်တစ်ခုထွက်ပေါ်လာတယ် ထုံးပြီးတုံးတုံးပြီးတုံးအဲ့ဒီနောက်တက်သားတို့နေထက်ခါထက်ခါတင်လိုက်တဲ့အခါမှာတော့အတန်တွေအားလုံးကတစ်ဖြည်းဖြည်းတိုးညင်းပြီးရက်တန်သွားခဲ့ရတယ်။ဒိတ်ဆိတ်မှုကနားထဲကခြောက်ချားလာသလိုပဲအခန်းထဲမှာလူမဆန်တဲ့လေးလံတဲ့အနံ့တစ်ခုရနေခဲ့တယ်။မင်းသားတွေကတော့ဖိနှိပ်မှုနဲ့အသက်ရှူချက်ချင်းကြောင့်အသက်ထွက်သွားခဲ့ရပါပြီ။ဘင်းဒလေမင်းသားနဲ့အခြားမင်းကြီးမင်းသားတွေကိုလည်း တအူးချင်းဒီအဲ့ဒီလိုပဲကွက်မြတ်သွားခဲ့ကြတယ်။အတန်တိုင်းကဂရီပါအိတ်ထဲမှာပိတ်မိနေခဲ့ပြီးအခန်းထဲကလူတွေအားလုံးရဲ့နှလုံးသားကိုဓာတ်နဲ့အထက်ထက်ခါကမှုန်းတယ်လို့ပဲခံစားလိုက်ရတယ်။ကျုပ်ရဲ့နားထဲမှာအမြဲတမ်းကြားနေခဲ့ရတာကတသားတော်ကြီးရုတ်တရက်ကျလာတဲ့ဒုံးဆိုတဲ့အတန်ရဲ့ဂရီပါအိတ်ထဲကနေလေရှုရှိုက်ပြီးတိုးတိုးလေးအော်ဟဲလိုက်တဲ့ရှိုက်တန်ရဲ့ပါပဲ။အရိတန်ကနာကျင်မှုနဲ့အသက်ရှူချက်ချင်းရဲ့အတန်မှာအတန်တိတ်ပြီး လေးလံနဲ့တည်ခြင်းပါပဲအသက်20ဝန်းကျင်မင်းသားငယ်တွေနဲ့မြေတော်တွေကိုတော့သူတို့ကိုရီပါအီထဲထဲအိဝါကိုတင်းတင်းကြပ်ကြပ်နဲ့ပိတ်လိုက်ကြပါတယ်အဲဒီနောက်မှာအဆောင်တွေကတက်သားတို့ကြီးတွေနဲ့ရရဆက်ဆက်လူမဆန်စွာ ရိုက်နှက်ခဲ့ကြတာပါပဲရိုက်နှက်တန်တွေစူညံစွာဆဲဆူတန်တွေဟာအုတ်တိုက်နေရံတွေကို ထိပြီးပိတ်တင်ထက်နေခဲ့တယ်ကျုပ်တို့ကအိတ်ထဲကနေအသက်ထွက်သွားတဲ့ရုံးကန်တန်တွေကိုမကြားရအောင် ကျုပ်တို့ရဲ့နားတွေကိုပိတ်ထားခဲ့ပေမဲ့ရိုက်နှက်တန်းကကျုပ်တို့ရဲ့နှလုံးသားကိုရိုက်ခတ်နေခဲ့တာပါမိသားစုဝင်ကျင်းရတော်တွေမင်းသမီးတွေနဲ့ကလေးငယ်တွေကိုတော့ဟုတ်တိုက်ထဲမှာကွက်မြခြင်းမပြုပါဘူးညနေတဲ့အချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်ကိုအဝတ်ထူးထူးတွေနဲ့ပတ်ချီပြီးနန်းတော်ရဲ့အပြင်ဘက်မြေကမ်းမစီကိုပြုတ်ဝက်စွာတည်ဆောင်သွားခဲ့ကြပါတယ်သူတို့ကိုတော့ရေနှစ်တက်ခဲ့ကြတာပါအဲ့ဒီအဖြစ်အပျက်တွေကဟုတ်တိုက်ထဲမှာမဖြစ်ဖြစ်ခဲ့ပေမဲ့ ကျွန်တော်ရဲ့စိတ်ထဲမှာတော့အေးဆက်တဲ့ရေထဲမှာနစ်မြုံနေတဲ့မိခင်တို့ရဲ့နောက်ဆုံးရုန်းကန်တန်းကအမြဲတမ်းကြားနေခဲ့ရပါတော့တယ်။ခொနည်းရတာကွက်မြတ်မှုပြီးဆုံးသွားတဲ့အခါမှာမယ်နူးရဲ့အုတ်တိုက်ကအလွန်အမင်းအေးဆက်တဲ့တိတ်ဆိတ်မှုတွေပဲကြန့်ရှိနေခဲ့ပါတော့တယ်။ကျုပ်တို့ကမြေအောက်ခန်းကို ထုံးရည်တွေနဲ့အချိန်မောင်းမြောက်စွာဆေးကြောခဲ့ရပေမဲ့ဒေကြီးရဲ့အနှံ့ကကျုပ်တို့ရဲ့နှာခေါင်းထဲကနေဘယ်တော့မှထွက်မသွားနိုင်ခဲ့ပါဘူး။ကျုပ်တို့စိတ်ရည်တော်များဟာ မူသားစင်းစရာတွေကိုရေးခဲ့ရတယ်40ကျော်သောမင်းကြီးမင်းသားတွေဟာယောဂာနဲ့ကွယ်လွန်သည်သို့မဟုတ်ထောင်ထဲမှာပဲတည်ဆုံးသွားသည်လို့သမိုင်းကိုလိန်ညာခဲ့ရပါတယ်ကျုပ်ရဲ့လက်တွေဟာမူသားသမိုင်းတွေကိုရေးလိုက်ရတဲ့အတွက်ကျုပ်ဟာဘယ်တော့မှလိပ်ပြာလုံးမှမဟုတ်တော့ပါဘူးနမတော်မေနုကသူမရဲ့အာဏာကိုထိမ့်ချုပ်နိုင်ခဲ့ပေမဲ့သူမရဲ့စိတ်ဝိညာဉ်ကိုတော့ဘယ်တော့မှပြန်ထိမ့်မချုပ်နိုင်ခဲ့ပါဘူးသူမဟာညနေတိုင်းသူမရဲ့အဆောင်နေရစီရနေ တိပါအိတ်ထဲမှာပိတ်မိနေတဲ့အသက်ရှူချက်တန်တွေတသားတို့နေကြလာတဲ့ဒုံးဆိုတဲ့အတန်တွေကိုအများရန်ကြားနေရတယ်လို့နန်းတွင်သူတွေက တိုးတိုးတိတ်တိတ်ပြောခဲ့ကြတယ်။သူမရဲ့မျက်လုံးတွေမှိတ်လိုက်တိုင်း၄၀ကျော်သောမင်းကြီးမင်းသားတွေရဲ့မျက်လုံးပြူးပြူးပုံရိပ်တွေကသူမကိုစောင့်ကြည့်နေတယ်လို့ခံစားခဲ့ရတယ်လို့ပြောတန်ကြားခဲ့ရတယ်။ကျုပ်တို့အားလုံးကအပြစ်ပေးခံရမယ့်အလှကိုစောင့်နေတဲ့သူတွေပါ။ကျုပ်ယုံကြည်ခဲ့ပါတယ်။နမ်မတော်မေနုဟာသူမရဲ့တည်ဆုံးချိန်တိသူမဖန်တီးခဲ့တဲ့အုတ်တရရဲ့ အိဆက်တဲ့တောင်ထဲမှာပဲစိတ်ဝိညာဉ်ထောင်ကျနေခဲ့တာပါကျောက်ကအဲ့ဒီဖြစ်ရတွေပြီးဆုံးသွားတဲ့အခါမှာနန်းတော်ကိုဆုံခွာပြီးပုန်းချောင်ခဲ့ပါတယ်ကျောက်ရဲ့မျက်လုံးတွေနဲ့မြင်ရတဲ့နာကျင်မှုတွေကကျောက်ကိုတသက်လုံးအိပ်မြစေခဲ့ပါဦးနန်းတော်မဲနုကနောက်ပိုင်းမှာတည်တံပေးခံခဲ့ရပြီးကံကြမ္မာအဆုံးသတ်ကိုရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးဟာသူမရဲ့ရက်ဆက်မှုကြောင့်၄၀ကျော်သောမင်းကြီးမင်းသားတွေရဲ့ မပြီးဆုံးနိုင်တဲ့ငိုတံတွေနဲ့အတူထာဝရနေထိုင်ကြရတော့တာပါပဲဗျာကျုပ်ပြောပြခဲ့တဲ့အကြောင်းအရာတွေကခမည်းတော်တည်ထားတာတွေနဲ့တော့ကွဲလွန်နေမှာသိကြပါတယ်ဒါပေမဲ့သမိုင်းဟာအမြဲတမ်းလိန်ညာလို့မရနိုင်ပါဘူးဒီအမှန်တရားကိုကျုပ်ရဲ့နှလုံးသားထဲကထွက်လာတဲ့ဝင်ချမှုအဖြစ်ဒီတို့အားလုံးကိုပြန်လည်ပြောပြခဲ့တာပါကျုပ်ကိုယ်တိုင်လည်းအပြစ်ကင်းသူတရားဟုတ်ခဲ့ရဲ့လားကျုပ်ရဲ့ဆွေမျိုးစင်ဆက်ကရောဒီသွေးဆွနေတဲ့အဖြစ်ပြက်ကနေလွတ်မြောက်နိုင်မှာမလားဆိုတာကတော့ နားဆင်ခံသားပေးခဲ့ကြတဲ့ဒုဥတယောက်ချင်းတွေကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်လည်းထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဖို့မှာမို့လို့စောင့်မျှော်နားဆင်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ